လူတွေထင်ထားသလိုမဟုတ်ပဲရောက်ခမားတွေကတုံနေအောင်တသိလုံးချစ်တာခံနေရကြောင်းကြွားလုံးထုတ်လာတဲ့ဆိုပြတဲ့စဉ်ပရိသတ်များအားလုံးမင်္ဂလာပါရှင်မင်းသမီးဆိုပြတဲ့စဉ်နဲ့မင်းသားဟင်းဝီရံတို့ရဲ့မင်္ဂလာသတင်းထွက်လာကြတဲ့ကပရိသတ်တွေကြောင့်မှဒီသတင်းကတော်တော်လေးလှုပ်ခတ်ခဲ့ပါတယ် ဝမ်းသာအားပေးခဲ့ကြတဲ့သူတွေရှိတယ်လို့တစ်ဖက်မှာလည်းသူတို့ရဲ့မင်းသမီးလေးအတွက်ဆိုပြီးတော့စိတ်ပူပန်ပေးနေကြတဲ့ပရိသတ်တွေကလည်းအများအပြားရှိခဲ့တာပါ။ဘာကိုစိတ်ပူနေကြတာလဲဆိုတော့အဓိကကတော့ဆိုဗီယက်သင်ရဲ့ပုံစံကြောင့်ပါပဲ။ဆိုဗီယက်သင်ဆိုတာပရိသတ်တွေရဲ့မျက်လုံးထဲမှာအမြင်နဲ့အပြစ်ကင်းစင်နေ၊ရိုးသားဖြူစင်နေတဲ့ဦးရေတော်သမီးလေးဖြစ်ပြီးတော့မိဘအရေးအောက်မှာဘိုင်းကောင်ကြောက်ပြီးအနေထိုင်ခဲ့တဲ့သူပေါ့။အရှုပ်အစင်းကိစ္စမျိုးတွေလုံးဝမရှိခဲ့ပဲဟိမယန်ကသမိုင်းရဲ့အချစ်ဦးလို့တောင်းဆိုပါတယ်။ဒီလိုမျိုးလေးလေးဝဝ ယ်မရှိဘူးလို့ထင်ရတဲ့နည်းနည်းထုံထုံအာအာလေးလို့ပရိသတ်တွေကစစ်စနိုးသတ်မှတ်ထားတယ်။သူတို့ရဲ့မင်းသမီးလေးတယောက်ဟိမယန်တို့မိသားစုနဲ့အဆင်ပြေပါမလား။မျက်နှာငယ်နေရမလား။မိသားစုကရောကြည်ပြူပါမလားဆိုပြီးတော့စိုးရိမ်ခဲ့ကြတာပါ။ဒီဆိုရင်မှုတွေကိုပို့ပြီးတော့မိထိုးပေးလိုက်တယ်လို့ဖြစ်သွားခဲ့ရကပြီးခရက်ရပိုင်းကအဟိဝင်ရဲ့ညီမစိုးပြေတစင်ရဲ့ရောင်းမလောင် ဖြစ်သူကအင်တာဗျူးတစ်ခုမှာစိုးပြေတစင်ရဲ့ဟင်းချက်လက်ရာကိုချီးကျူးလိုက်တဲ့ကိစ္စပါပဲ။ ဆိုပြတဲ့စင်ကအိမ်မူကိစ္စအရန်နိုင်နေနဲ့ဟင်းချက်အရန်ကောင်းနေဆိုပြီးတော့ချီကျူးလိုက်တာကိုပြည်သက်တွေကအထူးသဖြင့်အိမ်ထောင်ကြီးအတွေ့အကြုံရှိတဲ့အမျိုးသမီးတွေကတဟာညာတာပါတိပဲဆိုပြတဲ့အောင်အိမ်အလုပ်တွေလုပ်ရတော့မှသေကြပြီးဆိုပြီးတော့ဝိုင်းပြီးထင်ကြီးပေးခဲ့ကြပါတယ်။ဒါအပြင်နောက်ထပ်စိတ်ပူစရာအကြောင်းရင်းတစ်ခုလည်းရှိပါသေးတယ်။အဲ့ဒါကတော့အဟိဝိယံရဲ့အရင်တုန်းကအခြေအေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့သူမိသားစုဘက်ကတိတ်ပြီးတော့သဘောမတူမကြည်ဖြူဘူးတဲ့တဲ့င်းတွေထွက်ခဲ့ပူတာကြောင့်မှ အဲ့ဒီတော့ကတော့မိသားစုကသဘောမတူခင်ရင်အခုရိုးသားတယ်လို့ထင်ရတဲ့ဆိုပြတဲ့စဉ်ကိုရောသူတို့မိသားစုကတကယ်ပဲကြည်ပြပါမလားဆိုပြီးတော့ပြည်သက်တွေကပို့ပြီး တယောက်လိုကိုတသိမ်းလုံးချစ်ကြတာပါ။ ဟင်းဝင်ရဲ့မိဘတွေတင်မကပါဘူးဟင်းဝင်ရဲ့အမဖြစ်သူရောမြမဖြစ်သူကပါသူမပေါ်မှာအယံကိုကောင်းကြပြီးတော့အခုဆိုရင်မိသားစုတွေကတယောက်လူကိုဖြစ်နေပြီလို့ဆိုပါတယ်ပို့ပြီးတော့အင်ရောစရာကောင်းတာကဟင်းဝင်ရဲ့မိသားစုကိစ္စတွေမှာတကူကူတိုင်မဲစရာရှိလာပြီဆိုရင်တားဖြစ်သူဟင်းဝင်ကိုတောင်မပြောတော့ဘဲနဲ့ချွေးမလောင်ဖြစ်တဲ့အစိုးပြတဲ့ရှင်ကိုတိုက်ရိုက်လာပြီးတော့တိုင်မင်ကြတယ်လို့သိရပါတယ်တန်ဟာသူမကိုဘလောက်ထိအလေးထားတယ်ဘလောက်ထိမိသားစုဝင်အဖြစ်နဲ့အသိမဲ့ပြုထားတယ်ဆိုတာကိုပြသနေရပါဘူး ဒါဒီမဲလားဆိုတော့မဟုတ်သေးပါဘူးအခြေဆုံးကတော့ဟေးဝီယန်ရဲ့မိဘတွေကတားဖြစ်သူကိုမှားထားတဲ့အစကားပါပဲ အဲ့ဒါကတော့ဟေးဝီရဲ့အနေနဲ့အဆိုပြေတဲ့စဉ်ကိုအလိုလိုက်ရမယ်။ဘယ်အရာမဆိုဆိုပြေရဲ့သဘောတိုင်းပဲဖြစ်စေရမယ်ဆိုပြီးတော့အတီလည်းမှားကြားထားတယ်လို့ဆိုပါတယ်။ဒီအချက်တွေကြောင့်ပဲဆိုပြေတဲ့စဉ်ကသူမကိုရောက်ခမတွေကဒီလောက်ထိချစ်ခင်ပြီးတော့အလိုလိုက်ကြလို့အရန်ကိုဝမ်းသာပျော်ရွှင်နေရတယ်ဆိုတာပရိသတ်တွေကိုချပြခဲ့ရပါ။ဒီသတင်းကိုကြားလိုက်ရတဲ့ပရိသတ်တွေကတော့ဆိုပြေတဲ့စဉ်တွေတကယ်ကိုဝမ်းသာနေကြပြီးတော့ထင်တောင်မထင်ထားဘူး။ကံကောင်းလိုက်တာဆိုတဲ့မှတ်ချက်တွေပေးနေကြသလိုဒါဟာဆိုပြေတဲ့စဉ်ကတန်ဖိုး ်ရှိတဲ့မိမကောင်တယောက်ပြီးသားလို့အိမ်တော်ရင်းမှာကန်ကောင်းပြီးတော့ရောက်ခမကောင်းနေရဲ့ချစ်ချင်းမြတ်ကြတွေကို ရရှိလာလို့တုံသက်ချီးကျူးနေကြပါတယ်ကဲပရိသတ်ကြီးတို့ရောဒီသတင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါသလဲစိုးပြတဲ့စင်ရကံကောင်းမှုတွေပေါ်မှာဝမ်းသာစကားလေးတွေကိုပြောခဲ့ကြပါအောင်နော်နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်